ကျွန်မအန်ဆုံးပေါက်နေတဲ့ကြွယ်စကားအကျယ်ကြီးပြောလို့မရတဲ့အတွက်စကားတန်နေနေတိုးနေလို့ရှင်အသီးခံပေးပါလို့ဥစွာမြေတာရက်ခံပါတယ်။ဒီရက်ထဲကျွန်မ line မတုံးဖြစ်ဘူးသတင်းတွေမတင်ဖြစ်ဘူးအကြောင်းရင်းကတော့ကျွန်မအန်ဆုံးပေါက်နေတာအန်ဆုံးပေါက်နေတော့စကားအများကြီးပြောလို့မနိုင်ဘူးနားရည်လीတွားကအဲ့ဒါကြောင့်မလို့ပါဆိုတော့ဒီနေ့ကျွန်မပြောမယ့်အကြောင်းအရာကတော့ဘင်္ဂလားဒေ့နယ်ချဲရေးနဲ့ကိုမင်းဆောင်ညမင်းစစ်စင်ကြီး အားလုံးတည်နေအားလုံးပြောပြီးသားကိစ္စတခုဘင်္ဂလားဒေ့ကနေပြီးတော့တန်မတ်နဲ့ဆက်တမ်းမှုပြန်ခေါ်တယ်ပေါ့ဒီကိစ္စအပေါ်မှာဘင်္ဂလားဒေ့နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောဆိုမှုကသူတို့မှာပုံမှန်အစီရင်ခံစရာပုံမှန်တင်ပြစရာပုံမှန်တန်မှန်စီဝေးရှိလို့ပြန်ခေါ်ရခြင်းဖြစ်ပါတယ်အစီဝေးပြီးတဲ့အခါမှာတန်မတ်ကိုမြန်မာပြည်ကိုပုံမှန်တိုင်းတာဝန်ထမ်းဆောင်ဖို့ပြန်ပို့ပါမယ်လို့ဘင်္ဂလားဒေ့နိုင်ငံသားရေးဝန်ကြီးဌာနကတရားဝင်ထုတ်ပြောထားတာရှိတယ်။ထပ်ပြီးပြောပါမယ်။ ဘင်္ဂလားဒေ့နိုင်ငံသား၏ဝန်ကြီးဌာနရဲ့ပြောဆိုမှုကပုံမှန်တင်းပြစရာတန်တမန်အစည်းအဝေးရှိလို့အတန်အမတ်ကိုပြန်ခေါ်တာအစည်းအဝေးပြင်ပြန်ပို့မယ်။ဒီကိစ္စပေါ်မှာတခြားသောပြည်ဖြတ်တီကျွန်တော်တို့နာဆာကအရှိုးရကိုမယိုင်နဲ့အတော့မယိုင်နဲ့နေအောင်ထိုးနေနေတဲ့လူတွေကြတော့ဘင်္ဂလားဒေ့နဲ့မြန်မာနိုင်ငံသားမှာတန်တမန်ကြီးဘလို့အခက်အခဲကြက်တယ်ဖြစ်နေတာပြီးဆိုတာမျိုးတွေပြောကြတာရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ သတိတစ်ချက်ထားရမှာရှိပါတယ်။အဲ့ဒါပါလဲလို့မေးလို့ရှင်။ဘင်္ဂလားဒေ့ရဲ့အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ကသူတို့ဘင်္ဂလားဒေ့အစိုးရကအေအေနဲ့ဂျာမန်ထိထွက်ဆက်ဆံမှုရှိပါတယ်လို့တရားဝင်ထုတ်ဖော်ပြောဆိုထားတာရှိတယ်။ဒီအချက်ကိုကျွန်တော်တို့သတိထားဖို့လိုပါတယ်။ဒီကိစ္စကကျွန်တော်မှာတိတ်ပြီးပြဿနာမကြီးပေမဲ့အဲ့ဒီဘင်္ဂလားဒေ့မှာเนาะလက်ရှိသူတို့ဂျာဖြက်အစိုးရကခေါင်းဆောင်ယူနော့ ့အနေနဲ့တန်တမာရေးမပါနိုင်ဘူးဆိုရင်ဘင်္ဂလားဒေ့နိုင်ငံဒီအမေရိကန်နဲ့တိရွယ်ချားတဲ့မှာမြေဟိစာပင်ဖြစ်လိမ့်မယ်။ထပ်ပြီးပြောမယ်ဒီကိစ္စပေါ်မှာဒီကခေါင်းအေးအေးထားပြီးတော့စဉ်းစားရမှာဘင်္ဂလားဒေ့ဖြစ်တယ်။ဘင်္ဂလားဒေ့နိုင်ငံကနော်တန်တမာရေးမပါနိုင်ဘူးဆိုရင်အမေရိကန်နဲ့တိရွယ်ချားတဲ့မှာမြေဟိစာပင်ဖြစ်ပြီးတော့ဘင်္ဂလားဒေ့ဒီစစ်တလင်းဖြစ်လိမ့်မယ်။ ဘင်္ဂလားဒေ့ရ်နိုင်ငံကစစ်တလဲဖြစ်လိမ့်မယ်။လက်ရှိမှာဘင်္ဂလားဒေ့ရ်ရဲ့အင်အားအကြီးဆုံးသောအမျိုးသားရေးပါတီအတိုက်ခံအမျိုးသားရေးပါတီနဲ့ဘင်္ဂလားဒေ့ရ်ရဲ့စစ်အုပ်စီးချုပ်ကိုယ်တိုင်ကလက်ရှိဘင်္ဂလားဒေ့ရ်ခေါင်းဆောင်ကိုသူတို့တတိပေးပြောဆိုထားတာရှိရတဲ့အတွက်ဒီကိစ္စပေါ်မှာဆက်ပြီးတော့ကျွန်တော်တို့ နာဆာကအစိုးရ state actor ကိုဖယ်ပြီးတော့ AA လို non state actor နဲ့ဘင်္ဂလားဒေ့ရှ်ကစပြီးဆက်သွဲနေမယ်ဆိုရင်အမေရိကန်နဲ့တရုတ်ရဲ့အားပြန်မှုမှာပိုပြီးတော့ဝင်ပါနေမယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်မှာစစ်တပ်ကအာဏာထပြီးတိမ့်လိုက်တဲ့အထိနိုင်ငံရေးအပြောင်းအလဲတွေဖြစ်နိုင်နေစစ်တပ်ကအာဏာထသိမ်းရင်သိမ်းမသိမ်းလို့ရှိရင်လက်ရှိဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ယာယီအစိုးရကောင်းဆောင်ယွန်းတို့ဂျာဒူးကနေပြီးတော့သူကိုယ်တိုင်နှုတ်ထွက်ရလောက်တဲ့အထိနော်ဒုတိယဂျပန်ကဒုတိယရှင်ဆိုခါပေးလို့မျိုးပေါ့ နှုတ်ထွက်ရတော့တဲ့အထိအပြောင်းလဲတွေဖြစ်နိုင်ပါတယ်။နေရက်ရေးနဲ့ပတ်သက်လို့ကျွန်တော်တို့ထပ်ပြီးသတိထားရမယ့်အချက်တစ်ခုရှိပါတယ်။အဲ့ဒါပါလဲဆိုတော့အခုပြီးခဲ့တဲ့နေရက်ရေးနေ့ကထိုင်းစစ်တပ်နဲ့ကမ္ဘောဒီးယားစစ်တပ်နဲ့နေရက်မှာကင်းဆောင်ရင်းနဲ့နေရက်ပိုင်းနဲ့အငင်းပွားမှုဖြစ်ပြီးတော့ပြန်လည်ပြတ်ခတ်မှုဖြစ်တယ်။ အခု28ရက်နေ့ကဖြစ်သွားတာနော်ထိုင်းစစ်တပ်နဲ့ကမ္ဘောဒီးယားစစ်တပ်နဲ့အပြန်လဲပြက်ကမှုတွေဖြစ်ပြီးတော့လက်ရှိမှာကမ္ဘောဒီးယားဘက်ကလည်းစစ်တပ်တွေဖြန့်ချထားတယ်။ထိုင်းဘက်ကလည်းပဲအဲ့ဒီနယ်စပ်စည်းမျဉ်းမှာစစ်အင်အားဖြန့်ကျက်ပြီးတော့နှစ်ဖက်စစ်ပြိုင်ပြီးတော့ဆက်ဆိုင်ထားတဲ့အနေအထားမှာရှိပါတယ်။ ကမ်ဘောဒီးယားနဲ့ထိုင်းနဲ့နယ်စပ်အငင်းပွားမှုဖြစ်ပြီးတော့နယ်စပ်မှာပြစ်ခတ်မှုဖြစ်တယ်လက်ရှိမှာနှစ်ဖက်ဆက်ဆိုင်ထားတဲ့အနေအထားမှာရှိတယ်ဆိုတော့ကျမတို့ကလက်ရှိမှာကဘာကြီးကိုမြင်အောင်ကြည့်မယ်ဆိုရင်ကျမတို့အိနီးချင်းအနီးနားမှာတင်နယ်စပ်အငင်းပွားမှုပြဿနာကြီးအင်မတန်ကြီးကျယ်နေတာဖြစ်တဲ့အတွက်ကျမတို့ကမျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုပါတယ်ဒါပေမဲ့ပြည်ဖြတ်မိသားတွေကအဲ့ဒီလိုမျိုးတရင်မျိုးခုံးွက်ထားတယ် ။ဖုန်းကွယ်ထားပြီးသူတို့ဘာပြောလဲ။အာထိုင်းမြန်မာနယ်စပ်မှာ KNU ကစစ်တပ်စခန်းတွေကိုဘလို့တိတ်လိုက်တယ်ဆိုတာလောက်ကိုသူတို့ဟောပြဝါဒဖြန့်ကြတာ။နော်။တကယ်ဒီလိုအရေးကြီးတဲ့ကိစ္စတွေကြာသူတို့ဖုံးဖိထားကြတယ်။နော်။ဒီလိုနေရာမှာဆိုလို့ရှိရင်လေ KNU ကဘလို့မျိုးစခန်းတိတ်လိုက်ပါရဲ့ဘလို့အောင်ပွဲတွေရပါရဲ့ပဲပြောတယ်။အဲ့ဒီ KNU နယ်မြေမှာလူတက်တန်းကျော်စစ်ပီးဒုက္ခတဲ့ဘဝမှာဥမဲ့အိမ်မဲ့အစားမဲ့အချေးမဲ့အနေမဲ့အစားတောက်တွေမဲ့ ကုသကြဇေဝတိမဲ့เนาะငမွန်ခေါမတဲ့ကတ်တီဆိုင်နေတဲ့ဒုပိဒ္ဓနာကတတရနာကယောကန္နာကဆိုရယ်ကတ်၃ပါးကိုချုံတွေ့ပြီးတော့ဒုက္ခအကြီးကျယ်ရောက်ပြီးဆင်းရဲတွင်နဲ့နေတဲ့ဘဂတိအရှိတရားကိုဖုံးဝဲထားကြတယ်เนาะဘဂတိလက်ရှိကျမ်းယူနေမြေမှာလူတတန်းကျော်စစ်ပီးဒုက္ခတဲ့တတန်းကျော်ရှိမိုးရတီမှာဘလောက်တောင်ဒုက္ခရောက်လိုက်မြေနေထိုင်မှုเนาะသူတို့ရွက်ပြင်တဲ့နေနဲ့ဖြစ်သူတို့နေရတယ် လေလူနေမှုတွေမတန့်ရှင်းတဲ့အတွက်အရေးပြားယောဂတွေဖြစ်တယ်။ကူးဆက်မြန်အရေးပြားယောဂတွေဖြစ်တယ်။ဝမ်းပြက်ဝမ်းလျှော်ယောဂတွေဖြစ်တယ်မယ်။ခလေးရေတွန်းလုံးတုပ်ခွေးဖြစ်မယ်။လူကြီးတွေနှက်ဖြာယောဂဖြစ်မယ်။ဖြစ်တဲ့ယောဂကိုကူးသားပြဆေးရောမရှိတဲ့အတွက်မတည်တဲ့မအသေးအသက်တွေထပ်ပြီးတည်ရတယ်။ ဒီလိုမျိုးလူတို့ရဲ့ဒုက္ခတွေကိုမျက်ွယ်ပြုပြီးတော့ KNU ကဘယ်လိုစကမ်းကိုဘယ်လိုသိမ်းပါတယ်ဆိုတာမျိုးကိုသာဦးစားပေးပြီးဖော်ပြကြမယ်ဆိုရင်ခမတို့ကအမှန်တကယ်မိမိဒေသမှာရှိတဲ့မိမိလူမျိုးစုကိုမျက်နှာမိုးတဲ့လက်နက်ကင်တော်လှန်မှုမဟုတ်ဖ ೇನೆ ကိုတို့ဦးတယောက်ကောင်းစားရေးအတွက်လက်နက်ကင်ပုံကန်ကြတဲ့ကျင်းမြောင်းတဲ့လူမျိုးကြီးအစွန်းရောက်နေတဲ့လက်နက်ကင်တွေပါဖြစ်တယ်။အေးဆိုရင်လည်းဒီလိုပဲ။ အေးစကားဟာကြောက်ဖြူမှာအေးကဘယ်လိုမျိုးတိုက်ခိုက်သိမ်းပိုင်နိုင်ပြီပြောတယ်အဲ့ဒီရခိုင်ပြည်နယ်မှာအေးအေးရဲ့တိုက်ပွဲကြောင့်လူ6သိန်းကျော်စစ်ဘေးဒုက္ခတွေပေါ်မှာရောက်ပြီးတော့အဲ့ဒီလူ6သိန်းကျော်အစားတောက်တွေမရှိเนาะယောဂတွေဖြစ်ကုသကြယောဂယောဂတွေကိုခုသတရားဆေးဝါးမရှိတော့ဒုက္ခပင်လယ်ဝင်နေတာကိုခင်ဗျားတို့ဖုံးပြထားကြတယ်ဒါကြောင့်မလို့အေးအေးကရခိုင်လူတုကိုမျက်နှာမူတဲ့လက်နက်ကင်တဲ့အဖွဲမဟုတ်ပဲနဲ့ရခိုင်နေကိုလူမျိုးရေပန်းပြနေတဲ့စစ်သူကြောင့်ဖြစ်တာဖြစ်တယ် ောက်တစ်ခုကကိုမြင့်ဆောင်ညာမင်းဆစ်စင်ရေကိုမြင့်ဆောင်ညာမင်းဆစ်စင်ရေကိုဗမာဗဒက်အညာသားဗဒက်တိပေါ့ကိုလူမျိုးမိမိတို့ဒေတာပျက်စီးရပျက်စီးကြအောင်လုပ်နေကြတယ်ပထမဆုံးသူတို့ပြောတာကရှမ်းမန်းဆစ်စင်ရေရှမ်းမန်းဆစ်စင်ရေနဲ့ပလောင်ကသူတို့အညာဗဒက်တွေဘက်ကကိုတိုက်တော့မှမနေ့လေး PDF ကိုရှမ်းမန်းဆစ်စင်ရေအမိနဲ့ပလောင်လေးကကိုတိုက်တယ်တော့မနေ့လေးကိုတိန်းတော့မှလို့ပြောတယ်လက်ရှိမှာပလောင်နေကိုတိုင်ကပလောင်ငိုးတဲ့နောက်ချိုဖြစ်ပြီးတော့ နောင်ကြိုးမှာအလောင်းရှင်းပုံထက်ပြီးပလောင်နေကိုတိုင်းတင်ញိုင်းနေကိုနော်တင်ញိုင်းကိုမှာအယိုးတွေထက်နေတဲ့အခါကျတော့ရှမ်းမရှိစင်ရင်မဟုတ်တော့ဘမဆုံးပြောတာရွှေပြည်သူဆစ်စင်ရင်နဲ့မန္တလေးကိုသိမ့်မယ်နတ်ထိုင်အောင်ဆစ်စင်ရင်နဲ့မန္တလေးကိုသိမ့်မယ်အဲ့ဒီလိုမျိုးလေးတလုံးမှုတလုံးပြောကြတယ်ဆိုတော့ဒီရွှေဘီသူစစ်စင်ရေးရောနန်းထိုက်အောင်စစ်စင်ရေးကိုရှာမန်စစ်စင်ရေးကိုဒီအုံးကပေါ်မှာတိတ်ပြီးထွေထူးမပြောချင်ပေမဲ့ခင်ဗျားတို့ကတကြားမဲ့ဆင်းရွှတ်တောင်ကျွမ်းမဲ့ပုံမပေါ်လို့မပြောချင်ပေမဲ့လက်ရှိသူတို့ပြောလိုက်တယ်ကိုမြင်းဆောင်အညာမေစစ်စင်ရေးဆိုတာက ပြီမမနေနေတဲ့ကိုမြင့်ဆောင်နဲ့အကုန်လုံးဒုက္ခကြီးရောက်သွားကြတယ်။ပြီမမကောင်းကောင်းကောင်းဝယ်လှုပ်ရှားနေတဲ့ကိုမြင့်ဆောင်နဲ့ကိုရိုင်းကထိချင်းလာကြတယ်။သွားရသွားတာလာတာနောက်ကျောမလုံးနဲ့ဘောကိုရှောက်လာကြတယ်။အညာမှာရှိဖြစ်တဲ့အတွက်နော်ရန်ကုန်ကိုပြေးလာတယ်မန္တလေးကိုပြေးလာတယ်ပြေးလာတဲ့ရန်ကုန်မှာပြေးလာတဲ့မန္တလေးမှာနော်အိမ်ငားနေဖို့မှတ်ပုံတွေသွားပြပေးတကောင်ရှင်းပြမယ်။ကိုမြင့်ဆောင်ဖြစ်နေတယ်ဆိုရင်အဲ့ဒီလူတီးရဲ့နေထိုင်ရေးနောက်ကျောမလုံးဖြစ်လာတယ် အလုံးကန်သွားလျှောက်မယ်ဥပမာအညာသူလေးတွေစက်ရုံလုံးရုံသွားပြီးလျှောက်မယ်အညာသားလေးတွေအလုံးငန်းဖွင့်ဝင်မယ်မှတ်ပုံတင်ကြည့်လိုက်တယ်ကိုမင်းဆောင်ဖြစ်နေတယ်အဲ့ဒီလိုလူမျိုးကိုဘယ်အလုံးငန်းရှင်ကလောက်ခံမလဲအဲ့ဒီလိုလုံငန်းရှင်ကကိုမင်းဆောင်မှတ်ပုံတင်ကြိုင်တဲ့လူတွေကိုအလုံးမခံဘူးဆိုလို့ရှင်ခမားတို့ကဟာဘာဖြစ်တယ်ညာဖြစ်တယ်ညာဖြစ်တယ်ဘာဖြစ်တယ်ဆိုပြီးတော့မကောင်းပြောကြအောင်မယ်အမေရိကန်တို့အဲ့ဒီကိုမင်းဆောင်မှတ်ပုံတင်ကြိုင်ဆောင်လာတဲ့လူတွေတွားရေးလာရေးအနေအကျက်အသေးအကျက်ဖြစ်အောင်ခမားတို့ကိုယ်တိုင်လုပ်နေကြတယ် တခြားနာမည်ပေးတာမျိုးကျွန်မရှမ်းမဆစ်စီရင်ခင်ဗျားတို့နာမည်ပေးတယ်ရွှေပြည်စိုးဆစ်စီရင်နာမည်ပေးတယ်နတ်ထရောင်ဆစ်စီရင်နာမည်ပေးတယ်ရတယ်ပေးကိစ္စမရှိဘူးအခုကိုမင်းဆောင်ဆစ်စီပြောတဲ့အတွက်အဲ့ဒီအညာကနေဖြစ်ပြောင်းနေထိုင်လာတဲ့လူတွေအိမ်ငှားနေဖို့တောင်မှကြောတခင်းတာနေရငှားနေဖို့တောင်ကိုမင်းဆောင်ဖြစ်နေတဲ့အတွက်ခက်ခဲဖြစ်တယ်မိကလေးတွေဘဝကိုဘဝကိုအနာကလုံခြုံမှုရှိဖို့ လုတ်ကင်ခွင်လဲရှာရင်တော့မှဘတ်ပုံတင်ကကိုမြင်းဆောင်ကင်ထားတယ်ဆိုပြီးအလုတ်ကင်ခွင်လဲနေလာတယ်။ဒီလိုမျိုးကိုမြင်းဆောင်တွေကိုလုပ်ငန်းရှင်တွေကအလုတ်မပေးဘူးဆိုရင်လုပ်ငန်းရှင်တွေအမှားမဟုတ်ဖ ೇನೆ အဲ့ဒီကိုမြင်းဆောင်အကုန်လုံးဒုက္ခရောက်အောင်ကိုမြင်းဆောင်စစ်စင်ကြီးဆိုနံပါတ်ပေးထားတဲ့အကြံဖန်သမားကြီးအကြောင်းသာဖြစ်တယ်။